တန်နနစ်ကစားလို့သူတို့လေးတွေအုံနောက်ဟာလူကြီးအုံနောက်ရဲ့80ရာခိုင်နှုန်းခန့်ရှိနေပြီးဆက်လက်ကြီးထွားဖို့အာဟာရလိုအပ်ပါတယ်။ Cereal Multi Grain မှာနေ့စဉ်လိုအပ်တဲ့သင်္ချက်ရဲ့90ရာခိုင်နှုန်းကျော်နဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်တာမို့ Cereal လက်ပြည့်ပြည့်စုံသောအာဟာရပါမင်မင်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒေါက်တာကင်းစီစဉ်ရရဲ့ကြိုးစို့ပါရတယ်ကျွန်တော်နာမည်ဒေါက်တာဖြိုးတန်ဖြစ်ပါတယ် ျွန်တော်အရင်တစ်ဘက်ကပြောသွားတယ်သာသာမီမီလေးတွေဒီအစာအာဟာရလိုအပ်ချက်ပေါ့အဲ့ဒီမှာအရင်ဘက်ကပြောသွားတယ်ကျွန်တော်ကစီတဲ့အကြောင်းအစီတဲ့အကြောင်းပြီးတော့အသားဓာတ်တွေအကြောင်းပြောပြပြီးဘယ်လိုစားမလဲဆိုတော့ပြောပြပြီးဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာတော့ဆက်ပြီးတော့ဟိုသာသာမီမီလေးတွေလိုအပ်တဲ့ micro nutrition ဒီအကြောင်းကျွန်တော်ဆက်ပြောပြမှာဖြစ်ပါတယ်။ဒီမှာ micro nutrition ဆိုတာဘာလဲဆိုတာကျွန်တော်အစပြီးတော့ဆက်ပြောပြမှာဖြစ်ပါတယ်။ micro nutrition ဆိုတာတာတာမီမီလေးတွေအတွက်လိုအပ်တဲ့ calcium, magnesium, zinc, vitamin, mineral တွေကို micro nutrition လို့ ဆိုလိုပါတယ်အဲ့ကောင်တွေကဘာတွေအရေးကြီးလဲပေါ့နော်တသမီမီတွေအတွက်လိုအပ်တဲ့အဲခန္ဓာကိုယ်ဖွံ့ဖြိုးမှုအယိုးစစ်တွေခိုင်မာမှု ပြီးတော့ဟိုယောဂါတန်တွေကိုကာဝယ်ပေးမှုသူရနဲ့ယောဂါတွေစသဖြင့်ကာဝယ်ပေးမှုမှာအဓိကအခန်းကဏ္ဍကြီးပါဝင်နေပါပဲနော်ပါဝင်နေတဲ့အတွက်သူတို့ကလည်းကျွန်တော်မျက်မျက်တတစားစားသုံးပြီးလို့ရတယ်ပေါ့တသမီမီတွေကနည်းနည်းလေးအသက်ကြီးလာတဲ့အမျှ ကစားကျင်လာတယ်ဗောနော်ကစားတဲ့အခါမှာအစာတောက်နည်းနည်းညော့လာတယ်အစာတောက်နည်းနည်းညော့လာတဲ့အခါမျိုးမှာဟိုအကြောင်းမျိုးမျိုးကြောက်ပေါ့ micro nutrition deficiency ဆိုတော့အဲ့ကျွန်တော်တို့လိုအပ်တဲ့ vitamin တွေ mineral တွေပါရအားနည်းတာတွေဖြစ်တယ်လေအားနည်းတာဖြစ်တတ်တယ်ဥမာဟိုအိုင်းအိုင်းယုံပေါ့နော်တန်တက်အားနည်းပြီဆိုရင်တန်တက်အားနည်းတယ်သူရနည်းယောဂါတွေဖြစ်တတ်တယ် ကယ်စီယမ်တို့ဗိုက်တာမင် D တို့ပါလို့အားနည်းပြီဆိုပြီးတော့အယိုးအယိုးမတန်တဲ့ယောဂတွေအယိုးစစ်ပွားတဲ့ယောဂတွေပါညာဖြစ်တတ်တယ်ပေါ့နော်အဲနောက်ပိုင်းဗိုက်တာမင် C တို့ပါလို့အားနည်းပြီဆိုပြီးသွေးယိုစီးတဲ့ယောဂတွေပါညာဖြစ်တတ်တယ်ဗိုက်တာမင် A အားနည်းပြီဆိုမျက်စိမကောင်းတဲ့ယောဂတွေဖြစ်တတ်တယ်အဲအဲ့လိုမျိုးယောဂတွေမဖြစ်အောင်ကျွန်တော်တို့ဘယ်လိုမျိုးကာဝယ်ကြမလဲပေါ့ကာဝယ်ကြမလဲဆိုတော့တာတာမီမီတွေကနည်းနည်းအသက်ကြီးလာနေမစားတော့ဘူးဆိုပြီးတော့ကျွန်တော်တို့ကသူတို့စားခြင်းနဲ့စားခြင်းစပွဲဖြစ်လာအောင်ကြွေးဖို့လိုအပ်တယ်ပေါ့စားခြင်းစပွဲဖြစ်လာအောင်ကြွေးဖို့လိုအပ်တယ်သူတို့က ဥမာဟင်းသင်းရက်လေးကျွေးရပေါ့နော်ဗိုက်တာမင်ကျွဲဝါးဟင်းသင်းရက်လေးရှိတယ်သူတို့ကဒီတိုင်းမစားကြင်ဘူးသူတို့ကမစားကြင်ဘူးဆိုရင်ကျွန်တော်ဘယ်လိုလုပ်ကျွေးမလဲပေါ့သူတို့ကိုကြော်ကျွေးမလားသူမမုတ်လေးတွေလုပ်ကျွေးမလားဥမာငါပြောသည်မစားကြင်ဆိုငါပြောသည်ကိုငါပြောသည်မုတ်လေးတွေလုပ်ကျွေးမလားအဲဒါတိုင်းမှာအဲ့လိုမျိုးလေးကျွေးခြင်းဖြင့်ခုနကတော့ကျွန်တော်ရော်နေသွားတယ်မိုက်ခရိုနျူထရီရှင်းတွေကိုကာဝယ်ပေးလို့ရတယ်ဒါမှမဟုတ်ကျွန်တော်တသမီးတွေအတွက်လိုအပ်တဲ့အဲမိုက်ခရိုနျူထရီရှင်းတွေကိုပြန်လည်ဖြည့်ဆည်းပေးလို့ရပါတယ်ပေါ့နော်ဒေါက်တာကေကိုကြီးစုနေကြတဲ့မိဘတွေလည်း ဟိုမိုက်ခရိုနျူထရီရှင်းအကြောင်းစုံစုံလင်းသိရှိပြီးပြီလို့ကျွန်တော်ယုံကြည်ပါတယ်။အော်ဒေါက်တာကအစီအစဉ်ကိုကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။